မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီဆက်တဲ့ချိန်အတွက်ပင်ရှိကီလေးလုံးနဲ့ကျွန်တော်တို့ပရိနဲ့ရှုပ်ပြပြသွားမှာဖြစ်တယ်ဗောနော်အရင်ရှုပ်ဗီဒီယိုလေးတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီကီလေးလုံးဗောနော်၃ည၁၆ကီမှာ၉ခွန်ကို၃ည၆၃၃၉၅၆တုံည၃၆နှစ်၆၄၈၈၅၉၈မှာတော့၃လုံးအပြီးဗောနော်၁၁၆၆၉တုံညဒီ၅တုံညလေးဒီပင်မှာလေ၃လုံးအပြီးဖြစ်ပါတယ် โอเคဒီမှာဗောနဒီကိလေလုံးကတောက်လျှောက်ကိုခြာနေဆဲပဲဗောနတောင်ညာလေးလေးနေနေဒီရှိလေးတုံးရှိလျှောက်တုံးဗောနဒီဆက်တဲ့ချိန်မှာကျွန်တော်တို့နေ့အရာဗောနတင်ရှားတနေ့အရာတင်းနေခွန်ရှိကီထီရမှာဖြစ်ပါတယ်ပင်ရှိကီလေးလုံးကိုပဲအသုံးပြုတော့မယ်ဗောနကျွန်တော်မှာဒီပင်အထီးကီနှလုံးပင်ရှိဒီလဲတင်ပေးထားရရှိတယ်ဗောနမိမိတို့ကြိုက်တဲ့အာကိုကြိုက်တဲ့နီးကိုယူပြီးတော့ မရှိတော့အတုံးချလို့ရတယ်ပေါ့နော်ဒီပင်ရှိကိတုရိယတမျိုးဖြစ်ပါတယ်သူအပင်80ကျော်ရှိသွားပြီပေါ့နော်ပြည့်ပင်လုံးဝမရှိသေးဘူးခမရှစ်လေးတောင်ရှစ်လျှောက်တောင်နှစ်တောင်များကိုခွန်ခွန်ကိုခုနှစ်ရာသုံးခွန်ခွန်ဖြစ်ပါတယ်ပြီးတော့ရှစ်ကိုလေး5 6 3 6 8 9 9 3 8 8 3 3 9 9ဒီတစ်ပတ်မှာမာကနန်အထီးဖြစ်ရမယ်ပေါ့နော်5 9 9 1မာကနန်ဆိုတဲ့အတွက်ကျွန်တော်ဒီကိရောက်ပေါ့နော် 9ခွန်9တမဂနန်တီယာမှာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်လေ့လာကြည့်အောင်ဒီကီလေးလုံးဖြစ်ပါတယ်ဗောနော336နီးစာပြီးပြပေးထားတာဗောနော်အလဲတော့မဟုတ်အပိတ်နေရာမှာအထီးဖြစ်ပါတယ်နေနေတရှင်လေးတောင်းရှင်းလျှောက်တောင်းနှစ်တော်များကိုခွန်ခွန်ကို900 3ခွန်ခွန်8963 68ခွန်မှာတော့သူကထိစီနေရာကခြားတော့တယ်ဗောနော် နင်းနခွန်3 8 3တနကု3နှစ်ဒီတပတ်မှာကျွန်တော်တို့ညအရာတုံညတင်းနခွန်အလေတုံမဟုတ်အပိတ်ဖြစ်ပါတယ်။သူကထိတ်စီမှာတကြိမ်တာခြားပေးသွားခဲ့ဖူးတယ်ပေါ့နော်။ဒါဆိုရင်နောက်ထပ်အထီးကြီးလေးလုံးပေါ့နော်ခွန်9ခွန်အဒီစာပြီးပြပေးထားတယ်2024ရာနီပေါ့နော်။ Okay 2024တနည်းလုံးလုံးဝကိုပြတ်ပြီးမရှိဘူးခင်ဗျာ။အားတများတို့336တုံများသေးသည့်အချက်ရှောက်ခွန်6တုံများ6 အော်ဖဲမှာရှောက်ရှောက်နဲ့ရှောက်ရှောက်ငါဘောနကိုချောင်းနဲ့မှနေတလုံးတုံများလေးလေးနေနေတဲ့ရှလေးတုံရှစ်လျှောက်တုံနေတုံညာကိုခွန်ခွန်ကိုခနှရာတုံးခွန်ခွန်ရှစ်ကိုလေးငါးချောက်တုံရှောက်ရှစ်ခွန်နေနေခွန်တုံးရှစ်ရှစ်တုံးတုံများကိုတုံးငါနဲ့နေခွန်ကိုတုံများကိထီရမှာဖြစ်ပါတယ်ခင်ဗျာโอเคနေခွန်ကိုတုံညာအထီးကိဖြစ်ပါတယ် ။ဟုတ်ကဲ့ကျွန်တော်ဒါလေးမျိုးရှိသွားပြီပေါ့နော်။နောက်ထပ်တစ်မျိုးကိုကြည့်အောင်။နောက်ထပ်တစ်မျိုးကတည်တော်များ633ကိုအနေစာပြစာပြပေးထားတာဖြစ်ပါတယ်။အဲ့ဒီ20မှာတော့တစ်ကြိမ်ဖောက်တယ်ခင်ဗျာ။ငါးတုံများလေးငါးတုံများတုံ336မှာတစ်ကြိမ်ဖောက်သွားတယ်ပေါ့နော်။ပြီးတော့တုံများလေးတင်မှာဆက်ပြီး OK လာတယ်။တောင်ညာလေးတရားနေစာပြီးတော့အခုလောဆယ်လုံးဝမပြတ်သေးဘူးပေါ့နော်။တောင်ညာလေးလေးပြီးတော့ဒီဖက်စာမျက်နှာမှာနင်းနေတဲ့ဖြစ်ပါတယ်။ ။ Okay ကျွန်တော်ဒီဘက်ကိုအတူတူဆက်ပြီးလေ့လာကြအောင်နည်းနည်းတစ်ရှင်းလေးတော့ရှင်းရှင်းတော့နှစ်တော့များကိုပါနော်။ Okay ဒီဆက်တဲ့ချိန်မှာဆိုရင်တော့ကျွန်တော်ဒီ20အရာလေး8935အထီးကြီးရနေတာဖြစ်ပါတယ်ခင်ဗျာ။8935ကီလေးမျိုးပင်ရှိဒီကို ကျွန်တော်အတုံးပြူသွားမှာဖြစ်ပါတယ်ဆက်တဲ့ချိန်အတွက်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီကီး၅မျိုးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကီး၅မျိုးကိုကျွန်တော်ကနန်း၃လုံးပေါင်းရှင်း ပရိနေထပ်ပြီးညီမှာဖြစ်ပါတယ်ခင်ဗျာကနန်းသုံးလုံးပေါင်းရင်ဘောနော3အတုတ်တဲ့ကျွန်တော်ပရိဘောနော်ပရိမှာဆိုရင် ပြည့်ပင်မရှိသေးတာဆိုရင်3 9တုံများနေ3 4 6ဆိုပြီးရှိတယ်ဘောနော်နောက်ထပ်ပရိနှလုံးအနေနဲ့ရှောက်ခွန်ပရိဆိုတာလေးလည်းရှိသေးတယ်ဘောနော်ဒီပရိကဂျင်းဒီ9တုံများနေ3 4 6ပရိကိုပဲအသုံးပြုတော့မှာဖြစ်ပါတယ် Okay နောက်ထပ်အနေနဲ့ကျွန်တော်ပရိသုံးပြီးတော့နှလုံးပေါင်းရှင်းအတန်ဘောနော်ကနန်းနှလုံးပေါင်းရှင်းအတန်ဒီ ကျွန်တော်၄၅ကိုနေဖြစ်ရမယ်ဗောနော်၄၅ကိုမယ်ကဏ္ဍလုံးပေါင်းရှင်းဖြစ်ရမယ်ပြီးရင်နေလေး၈ကိုဖြစ်ရမယ်ဗောနော် ပြီးရင်၃ည၅လေးကဏ္ဍလုံးပေါင်းရင်၃ည၃တမဟုတ်၅တမဟုတ်၄ဖြစ်ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီဟာလေးကိုချုပ်လိုက်မှာဗောနော်၉တမနေ၃၄၆ကိုကျွန်တော်တို့ဒီမှာချုပ်ချုပ်ပြထားတာဆိုရင်ဗောနော်ဒီမှာလေးထပ်ပြီးပယ်ထားတာဖြစ်ပါတယ်ဒါကျွန်တော်အကျန်းတွက်ထားတဲ့ဟာလေးဗောနော်အကျန်းတွက်ထားတာကို ကျွန်တော်အချောပြန်ပြပေးမယ်ပေါ့နော်ဒီဟာလေးပဲကြံနေစွာလေးပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီကိုပရိတ်ကိုအဆုံးကြည့်အောင်ခင်ဗျာဟုတ်ကဲ့ကိုတို့များနေ3 4 6ထဲကကိုပရိတ်ကိုမကြည့်ခင်မှာကျွန်တော်နှစ်တန်းအထီးပေးတာပေါ့နော်နေလေး9 9ခွန်ရှိရ93336ဒါဒီပေတန်နတန်းအထီးဖြစ်ပါတယ်နောက်ထပ်ပေတန်တစ်ခုက93956 9893ဒီပေတန်ဖြစ်ပါတယ် โอเคတိဘေတန်တစ်ခုနဲ့ကနတ်သုံးလုံးပေါင်းရှင်ပရိနေတန်တော်ထပီးခုနလူပြပဲပေါ့နော်ပြလိုက်တာညီပြထားတာဆိုရင်ကိုပရိမှာတစ်ခုသေးပဲဂျန်တယ်ပေါ့နော်နှလုံးပေါင်းရှင်တန်ရင်လည်းညီတာဆိုရင်တုံးခွန်ကိုတစ်ခွက်ချီတယ်ပေါ့နော်ဒါပတ်လေဖြစ်အားရမှာဖြစ်ပါတယ်โอเคနံပါတ်ကိုပရိပြီးတော့တက်စီပရိမရှိတော့ဘူးဒီနိပရိကိုဆက်ပြီးလေ့လာကြည့်အောင်နိပရိမှာဆိုရင်တုံညာ9ခွန်ရှိတာဖြစ်ပါတယ်ခင်ဗျာ ပြီးရင်တလေးခွန်နေ3ခွန်ဆိုပြီးတော့ဒီ3ခွန်ရှိတယ်နံပါတ်3ပြိနံပါတ်3မှာကြတော့တုံတုံရပါဘောနော်တ3ကိုရှိတာဖြစ်ပါတယ်โอเคနောက်ထပ်4ပြိ4ပြိမှာတော့နေ3ကိုရှိပြီးရှိတာဖြစ်ပါတယ်6ပြိမှာတော့တင်နေ3ရဲ့နေ9ကိုရဲ့36ခွန်ရဲ့ဆိုပြီးတော့ကျွန်တော်ဒီပြိနဲ့ညှိလိုက်တာဆိုရင်ကနန်းနှလုံးပေါင်းရှင်းပြည်တန်ဒီနဲ့ညှိလိုက်တာဆိုရင်ဒါလေးပဲကြာနေပါတော့ โอเคအဲ့ဒီထဲကမှာကျွန်တော်နောက်ထပ်ထိတ်ရှိအားနဲ့အလေထိန်အားနဲ့အပိအားနည်းနဲ့ထပ်ပြီးတော့ညီပြီးတော့ထိတ်လေးပိတ်ရှိပြပြီးတော့มาဖြစ်ပါတယ်ခင်ဗျာအလေထိန်အားနည်းတာကကိုယ်တော်များတင်းနဲ့လေးခွန်ချစ်တုံးဘောနော်အဲ့ဒါလေးကအလေထိန်အားနည်းနေတာဖြစ်ပါတယ်အပိမှာကြတော့6ခွန်ပြိအားနည်းတယ်ဆိုပြီးတော့ကျွန်တော်တန်းနည်းနဲ့တော့တင်ပြထားတာရှိတယ်ဘောနော် ဒါရှင်အလေထိုင်ကကျွန်တော်အော်တိုမက်တစ်96အလေထိုင်ပဲကျန်တာဖြစ်ပါတယ်96ထိတာကဒီ159ရဲ့369ရဲ့359ရဲ့ဆိုပြီးချိတယ်ပေါ့နော်အဲ့ဒီထဲကကျွန်တော်ကဒီ6ပရိတ်အကျဉ်းဆုံးဖြစ်ပါတယ်6ခွန်ပရိတ်ကလေးရှိတယ်ဗောနောပရိတ်နှလုံးထဲယူတဲ့နေ့က6ခွန်ပရိတ်ဆိုပြီးတော့ရှိတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ6ပရိတ်မှာကြတော့သူက ပါကြံမလဲဆိုတော့တကွက်သေးပဲကြံမယ်နေ9 9ဒေဖြစ်ပါတယ်ခင်ဗျာဒါလေးကိုကျွန်တော်ဗီဒီယိုရှင်းတော့မှာစုရတဲ့အတွက်အကုန်မပြတော့ဘောနော်ကျွန်တော်ထပ်ပြီးတော့ညီးတယ်ဒီနှလုံးပေါင်းရှင်းအတန်ဒီပေတန်ဒီနဲ့ထန်းကြီးတဲ့အချိန်မှာဒီတကွက်ရတာဖြစ်ပါတယ်ဒါဒီဆက်တဲ့ချိန်အတွက်ဖြစ်ပါတယ်ခင်ဗျာဆက်တဲ့ချိန်အတွက်ဒီကီး9မျိုးနဲ့ကျွန်တော်နှလုံးပေါင်းရှင်းပရိတ်ဒီပေတန်ဒီနဲ့ညီးလိုက်တာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီ ိုပရိနိပရိသုံးပရိမှာအရာလေးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီများထက်က6ပရိ9995နေကိုပို့ပြီးတော့တင်ကွက်အနေနဲ့ရှင်းရှင်းထားရှင်းဖြစ်ပါတယ်ကြံတဲ့ဟာမိမိတို့ကြိုက်တယ်ဆိုရင်တော့အရန်ထားပေါ့နော်ဒီ369ရက်ကကတော့ကျွန်တော်ဒီထိတ်စီအလေအပိတ်အားနည်းနဲ့မလွတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်69နေတဲ့ပို့ပြီးတော့တင်ရမှာဖြစ်ပါတယ်ခင်ဗျာ